အလုံးမဲမင်္ဂလာပါဒီနေရာလေးကတော့ဘန်ကောက်မြို့စီလုံလမ်းမှာရှိတဲ့နှစ်ပေါင်း100ကျော်တက်တန်ရှိဆရီမဟာမာရီယမန်တမ်ပယ်ဒေတာကန်ထိုင်းတွေအခေါ် Wat Khek Hindu ဘုရားကျောင်းပါ1858ခုနှစ်မှာအိန္ဒိယနိုင်ငံဟာဗြိတိရှ်အင်ပါယာရဲ့ကိုလိုနီပြုခံရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပြီးတဲ့နောက်မှာတောင်ပိုင်းပြည်နယ်ဖြစ်တဲ့တမလနာဒူးမှလူပေါင်းများစွာဟာကိုလိုနီအုပ်ချုပ်မှုအောက်တွင်နေထိုင်မိအစားမိမိတို့၏နိုင်ငံမှာထွက်ခွာရန်ရွေးချယ်ခဲ့ကြပါတယ် ထိုအိန္ဒိယလူမျိုးများအနက်မှလူတစုကယတနာပစ္စည်းကုန်တယ်များကျွဲနွားစိတ်မွေးမြူရေးသမားများအဖြစ်နဲ့ဘန်ကောက်မြို့တော်ကိုရောက်ရှိလာခဲ့ကြပါတယ်1896ခုနှစ်မှာသူတို့ရဲ့အုပ်စုထဲကခေါင်းဆောင်ဗိုက်တီပရိယချီဆိုသူဟိန္ဒူဘာသာဝင်တမန်လူမျိုးတို့ကဒီဘုရားကျောင်းကိုတည်ထောင်ခဲ့ပါတယ်ထိုအချိန်ခါကအိန္ဒိယနိုင်ငံမှာရွှေပြောင်းလာသောတမဲလူမျိုးများအတွက်ဝတ်ပြုစုတောင်းရန်ရည်ရွယ်ပြီးတည်ဆောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဝတ်ခက်စရိမဟာမာရီယမန်တမ်ပယ်ဟာဆိုလို့ရှိရင်ဘန်ကောက်မြို့ရဲ့ရှေ့ကျသောဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပြီးအိန္ဒိယနဲ့ထိုင်းယဉ်ကျေးမှုတို့ရဲ့ပေါင်းစုံမှုကိုမြင်တွေ့ရနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။